စ္စရေးဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်အဆိုပြုထားတဲ့ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုဟာမတ်စ်တို့ဘက်ကအချက်လက်များစုကိုသဘောတူကြောင်းအကြောင်းပြန်ခဲ့ပါတယ်။ဟာမတ်စ်ဘက်ကတချို့အချက်လက်တွေကိုတော့အသေးစိတ်ဆွေးနွေးလိုကြောင်းနဲ့ဖန်ဆီးထားတဲ့အစ္စရေးတစားကန်အလုံးကိုပြန်လွှတ်ပေးဖို့အတွက်သဘောတူပြီးသိဆုံးပြီးတော့တစားကန်ယုံလောင်းတွေကိုလည်းပြန်လည်လွှတ်ပြောင်းပေးမှာဖြစ်ကြောင်းဟာမတ်စ်အဖွဲ့ကအော်တိုဘာလ3ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ထို့ပြင်ဂါဇာကမ်းမြောင်အုပ်ချုပ်ရေးကိုပါလက်စတိုင်းတွေရဲ့သဘောတူထောက်ခံတဲ့ပါလက်စတိုင်းတသီးပုဂ္ဂလပညာရှင်တွေကသာ ွယ်ပြောင်းပေးဖို့အသိချင်းနေကြောင်းလည်း Hamas အဖွဲ့ကပြောထားတယ်လို့အရှိလေးပိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ထို့သူ Hamas အဖွဲ့ကကြေညာချက်ထုတ်ပြန်ပြီးရင်ထော်နေထရန့်ကရေချီတီတက်နဲ့ညဉ့်ညဉ့်ရဲအတွက် Hamas ဘက်ကအသိရှိနေပြီလို့ယုံကြည်ကြောင်းဒီသဘောတူညီချက်တွေကိုလက်တွေ့အကောင့်ထဲပို့ဖို့အသေးစိတ်ဆွေးနွေးနေပြီဖြစ်တယ်လို့ယခုလိုဂျိုးပန်းအထောက်မှုဟာဂါဇာကမ်းမြောင်တစ်ခုတည်းအတွက်ပြီးမဟုတ်ဘဲအရှိအလေးပိုင်းတစ်ခုလုံးရဲ့ညဉ့်ညဉ့်ရဲအတွက်ဖြစ်တယ်လို့သူ့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်